ခုကတော့ပုံစံနံပါတ်2ဖြစ်ပါတယ် The Accounts of Jackson Limited for the year 2008 and 2008 are summarized below ဒါဆိုသူ့လုပ်ငန်းရဲ့စည်ရင်းနှစ်နှစ်နှစ်စာကိုသူကအောက်မှာပေးထားပါတယ်တဲ့ Income Statement ကိုလည်း2008အတွက်နဲ့2008အတွက်နဲ့ပေးထားတယ်ပေးထားတာဒေါ်လာ1000နေနဲ့ပေးထားတာဖြစ်ပါတယ်အဲ့ဒါသတိထားပေးရမယ်ဒါဆိုရင်ဟုတ်ပြီ SOAP ကိုလည်း2009 2008အတွက်ကိုပဲပေးထားတာဖြစ်ပါတယ်။ဒေါ်လာရင်တောင်းစင်နေနဲ့ပဲပေးထားပါတယ်။သူပေးထားတဲ့ SOAP ကိုမားရောအများအားကြည့်ပေးရမယ်။ဒါကဘာလုပ်ငန်းရဲ့ SOAP လဲဆိုတာကိုကြည့်ပေးရမှာဖြစ်ပါတယ်။အစရင် SOAP ထဲမှာမားရောကြည့်လိုက်တော့ဟော Capital Reserve တွေပါနေတယ်နော်။ Capital Reserve တွေ Ordinary Share Capital တွေပါနေပါတယ်။ Ordinary Share တို့ပြောတဲ့အတွက်ကြောင့်ဒီဟာကကုမ္ပဏီလုပ်ငန်းရဲ့ SOAP ဖြစ်သွားပါပြီ။ ရမလားအဆိုရင်ရကွာရအောင်ကြည့်လိုက်မယ် calculate the following ratio for 2008 to the nearest two decimal place ဆိုတော့ဒသမ200ထားပြီးတော့အောက်ဖို့ပြမှာအကောင့်များကို2008အတွက်ရော2008အတွက်ရောတွက်ပြရမှာဖြစ်ပါတယ်ဒါဆိုရင်ဟုတ်ပြီအမတို့တွက်ကြည့်ရအောင်အဲ့တော့အမတို့ကတွက်တော့မယ်ဆိုရင်စည်ရင်နဲ့နှစ်နှစ်စာပြည့်တဲ့အတွက်ကြောင့်မို့လို့နှစ်နှစ်စာကိုရှင်ပြီးတော့ပြန် ရှင်ပြီးတော့မှတော့ထားခြင်းနဲ့ဒါကြောင့်ကော်လံ၃ခုဆွဲလိုက်ပါကိုယ့်ရဲ့စာအုပ်မှာကော်လံ၃ခုဆွဲပြီးတော့အရှိကော်လံကတော့ formula တွေရေးပါဖြစ်ပါတယ်။နောက်ကော်လံကတော့မောင်ထဲအတွက်မယ်2000ခွန်အတွက်နဲ့2000ရှစ်အတွက်ဒေါ်လာရင်တောင်းစင်နေနဲ့တစ်ခါလေးတက်ထားလိုက်မယ်။ဒါဆိုရင်ဟုတ်ပြီစပြီးတော့မအားတွက်ပါမယ်။ gross profit as percentage of revenue စတွက်ပါမယ်။ gross profit ကိုတီးပြီးတော့ revenue နဲ့စတရားနဲ့မြောက်ပေးရမှာဖြစ်တယ်။ cross profit တွေ revenue တွေဆိုတာသူပေးထားတဲ့ report တွေမှာ income statement တွေမှာရှိပါတယ် income statement ထဲမှာ2009ရဲ့ gross profit ကဘယ်လောက်လဲကြည့်လိုက်ပါ200ဖြစ်တယ်เนาะ2008ရဲ့ gross profit ကတော့180ဖြစ်တယ်เนาะအကြောင်းမို့လို့အမကဒီမှာအဲ့ဒီ gross profit တွေကိုရင်ထည့်ပါတယ်200ရောရင်ထည့်တယ်ပြီးသွားရင်180တစ်ဖက် column မှာထည့်လိုက်ပါတယ်ပြီးသွားရင်တော့ revenue နဲ့စာရမယ် အဲ့တော့2009ရဲ့ revenue ကဘယ်လောက်လဲကြည့်လိုက်တော့ပုံစံမှာ800ရှိတယ်။2008က1120ရှိတယ်။ဒါကြောင့်မို့လို့အရာတွေကိုဒီမှာလက်ထည့်တယ်။800ရဲ့1120တရားနဲ့မြောက်ပြရမှာဖြစ်ပါတယ်။အဖြေကတော့ဒသမ200နဲ့တွက်ပြရမယ်။အဖြေကကွတိထွက်နေပါလိမ့်မယ်။အဲဒီမှာ200 800နောက် 125ကွတီထွက်နေပြီမဲ့လည်းဓာတ်သမား200လို့ပြောထားတဲ့အတွက်ကြောင့်ဓာတ်သမား300ညဆိုတာကိုအမတို့ထည့်ရေးပေးရမှာဖြစ်တယ်။ percentage နဲ့အဖြေထုတ်ပေးရမယ်။အဲ့မှာနှစ်နှစ်စာလုံးဟာဓာတ်သမား300ဟို25ရာခိုင်နှုန်းနဲ့ပဲတွက်ထွက်နေကြပါတယ်။ဒါပြီးွားရင်နောက်ထပ် formula တစ်ခုကိုဆက်သွားပါမယ်။နံပါတ်1က net profit before interest ဖြစ်ပါတယ်။ net profit အဲ before interest as personal revenue တဲ့ net profit before interest ကိုဒီ revenue နဲ့စာပြီးတော့တရားနဲ့မျှတေရမှာဖြစ်ပါတယ်။ဒါဆိုရင်ဟုတ်ပြီ net profit လို့ပြောတဲ့အတွက်ကြောင့်ပုံစံရဲ့အဲ income statement တွေမှာရှိပါမယ်။ income statement ရဲ့နောက်ဆုံးမှာ net profit ဆိုတာကိုတွေ့ပါလိမ့်မယ်။အဲ့ net profit က after interest ဖြစ်နေပါတယ်။အခုလိုချင်တာကတော့ before interest ကိုလိုချင်တာဖြစ်ပါတယ်။ အဲ့တော့ before interest ကိုလိုချင်ရင်အပေါ်မှာရှိနေတဲ့ debenture interest ကိုဗာပြန်လောရမလဲပြန်ပြီးတော့ပေါင်းပေးရမှာဖြစ်တယ်เนาะဒါကြောင့်မလို့52မှာ၄ကိုပြန်ပေါင်းပေးရမယ်ဒါကြောင့်ဖြေက46ရနေတာဖြစ်တယ်ဒီတိုင်းပဲ2008ခုနှစ်ကလည်း98မှာ16ကိုပြန်ပေါင်းပေးရမှာဖြစ်တယ်။ဒါကြောင့်မလို့98နဲ့16နဲ့ကိုပေါင်းပြီးတော့အဖြေတစ်ခါတည်း64ထုတ်မယ်။ ဒါဆိုတော့ဟုတ်ပြီပြီးွားရင်အောက်မှာဗာနဲ့စားလဲဆိုတော့ revenue နဲ့စားဆိုတော့ revenue ကတော့အပေါ်မှာတုံးခဲ့တဲ့အတိုင်းပဲ600တွေ1100နဲ့20တွေနဲ့စားပြီးတော့တရားနဲ့ညှောင်းလိုက်ပါဒသမ200နဲ့ထွက်ပေးရမှာဖြစ်တယ်အဖြေက percentage နဲ့ထုတ်ပေးရမယ်ဒါပြီးွားရင်တော့နံပါတ်3ကိုဆက်သွားလိုက်ပါမယ်နံပါတ်3က inventory turnover ဖြစ်တယ်သူရဲ့ formula ရေးမယ် cost of goods over average inventory ဖြစ်ပါတယ် ပါစော့ကုဆိုဖြစ်တဲ့အတွက်ကြောင့်မို့လို့ပုံစာရဲ့ income statement ထဲမှာရှိပါလိမ့်မယ်။ cost of goods sold ဆိုပြီးတော့ cost of goods sold တစ်ခုဖြစ်ဖို့ဆိုတာဘာတွေပါမလဲသိနေရမှာနော်။ opening inventory ရဲ့ purchase ရဲ့ closing inventory ရဲ့ပါရမှာဖြစ်တယ်။ဒါကြောင့်မို့လို့တို့ရဲ့တန်ဖိုးတွေတွက်လို့ရတဲ့အဖြစ်ဘယ်လောက်တွေလဲဒီနိုင်တော့ဒီမှာ600တွေ640တွေတွေ့ပါလိမ့်မယ်။ဒါကြောင့်2009ရဲ့ cost of goods sold က600ဖြစ်ပါတယ်။ 2008ရဲ့ကောစောကုစုကတော့140ဖြစ်ပါတယ်အဲ့ဒါလေးထည့်လိုက်မယ် average inventory ကိုလိုချင်ရင် opening inventory နဲ့ closing inventory ကိုပေါင်းပြီးနှစ်နဲ့စားရမယ်အဲဆို2009ရဲ့ opening inventory က140ဖြစ်ပြီးတော့ closing inventory က90ဖြစ်ပါတယ်အကြောင်းမို့လို့တို့နှစ်ခုကိုပေါင်းပြီးတော့နှစ်နဲ့စားမယ်အဖြေတခါလေးထုတ်လိုက်ပါမယ် 2008ခုနှစ်ရဲ့ opening inventory ကတော့90ဖြစ်ပြီးတော့ closing inventory က100ဖြစ်ပါတယ်။နည်းနည်းစားလိုက်မယ်အဖြေတစ်ခါနဲ့ထုတ်လိုက်ပါမယ်။ပြီးရင်တော့ဖြေကို times နဲ့ဒသမနှစ်နေရာထားပြီးတော့ထုတ်ပေးပါ။ဒါပြီးွားရင်တော့နောက်ထပ် formula တစ်ခုဖြစ်တဲ့ current working capital ratio သွားပါမယ် current assets ကိုတည်ပြီးတော့ current liability နဲ့စာရမယ် current assets တွေ current liability တွေဖြစ်တဲ့အတွက်ကြောင့်ပုံစံမှာ SOP မှာတရှိပေးရမယ် current asset တို့ပြောရင် current asset ခေါင်းစဉ်ကိုကြည့်လိုက်ပါ current asset ခေါင်းစဉ်မှာ inventory ရဲ့ trade receivable ရဲ့ bank ငယ်ဆိုရရှိပါတယ်2000နှစ်မှာတော့ bank မရှိဘူး inventory ရဲ့ trade receivable ရဲ့ဆိုပြီးတော့ current asset ကနှစ်ခုပဲရှိပါတယ်ဒါကြောင့်မို့လို့အဲ့နှစ်ခုဖြစ်တဲ့90ပေါင်း130ကိုပေါင်းလိုက်တော့180ရပါလေဆိုပြီးတော့အမတို့ကအဖြေဒီမှာလက်ထဲပါတယ် အိမ်မှာတတိထားပေးရမှာကဒီအောက်ဆုံးကအဖြေ690မယူပါဘူးနော်ဒီ690ဆိုတာဒီပေါ်က190တန်ဖိုးပါထည့်ပေါင်းထားတဲ့တန်ဖိုးဖြစ်နေပါတယ် total asset တန်ဖိုးကြီးဖြစ်ပါတယ်ဒါကအခုမှလိုချင်တာက current asset တန်ဖိုးပဲလိုချင်တာဖြစ်လို့ပါနော်ဘာပြောရရင်တော့2008ခုနှစ်ရဲ့ current assets ကတော့တရားရဲ့အဲ30 132ရဲ့အဲ20ရဲ့ကိုမတို့တွေအလုံးပေါင်းပေးရမှာဖြစ်ပါတယ် ။ဒါကြောင့်မို့လို့တရားရဲ့132ရဲ့20ရဲ့ပေါင်းလိုက်မယ်။ပေါင်းလို့ရတဲ့အဖြစ်ကိုဒီကနေ့ထုတ်ပေးမယ်။အပြီးွားရင်တော့အောက်အောက်ခြေစားမှာက current liability နဲ့စားရမှာဖြစ်တဲ့ current liability ဆိုတော့ SOP ထဲမှာပဲရှိပါတယ်။ SOP မှာ current liability counting ကိုကြည့်လိုက်ပါ2009ခုနှစ်မှာ current liability နှစ်ခုရှိတယ်60ရဲ့40ရဲ့ဆိုပြီးတော့ဖြစ်ပါတယ်ဒါကြောင့်မလို့2009က ဥရအောင်မှာ60အပေါင်း40ဆိုပြီးတော့တရားဆိုတော့ဖြည့်ထုတ်မယ်ဖြည့်ထွက်တဲ့အခါဒသမတနေရာနဲ့ဒသမတနေရာနဲ့ဒသမနှစ်နေရာထုတ်အောင်ပါအာတရအဲ့တော့1.80ကိုအလိုမျိုးထားပြရအောင်နော်အမှန်ချင်ပါလို့ပါ1.80နဲ့ထွက်ပြရမယ်ဒသမနှစ်နေရာ ဖြစ်နေလို့နော်ဟာပြီးွားရင်တော့နောက်တစ်ခုကတော့ 2008ခုနှစ်ရဲ့ current liability ကတော့တခုပဲရှိတယ်အဲ့ဒါ48ဖြစ်ပါတယ်ဒါကြောင့်48ကိုလာပြီးတော့စားလိုက်မယ်အဖြေကိုတသမနှစ်နေရာနဲ့ is to 1ဆိုပြီးတော့အဖြေထုတ်ပေးရမှာဖြစ်ပါတယ် WI liquidity ratio သွားပါမယ် liquidity ratio က current assets minus closing inventory by current liability ဖြစ်ပါတယ် current assets ကနေ inventory ကိုနှုတ်ပေးရမှာဖြစ်တယ်။ဒီနေရာမှာ current assets ရဲ့ tempo အပေါ်မှာ180ရထားတာရှိပါတယ်။တကယ်လို့အမတို့ကဒီမှာတခါလေ180ကိုတည်ပြီးတော့အပေါ်ကချားခဲ့တယ်180ကိုတည်ပြီးတော့တွက်လဲရပါတယ်။180ကိုမှမှာအနှုတ်ဆိုပြီးတော့ inventory tempo ကိုနှုတ်ပေးလိုက်မယ်။ closing inventory ရဲ့ tempo ကဘယ်လောက်လဲဆိုရင်80ဖြစ်ပါတယ်။ဒါကြောင့်မို့လို့90ကိုနှုတ်ပြီးတော့အပြေကိုအဲ100နဲ့30ဆိုပြီးတော့ရေးလဲရပါတယ်။ ်ဒါမှမဟုတ်ရင်တော့ SOAP ထဲမှာဒီမှာ current asset တန်ဖိုးကနှစ်ခုရှိနေတယ်အဲ့နှစ်ခုမှာမှာ inventory မပါဘူးဆိုတော့အာ trade receivable တန်ဖိုး130ကိုယူပြီးတော့ထည့်သုံးလဲရပါတယ်အတူတူပါပဲအဖြေအတူတူပဲထွက်ပါလိမ့်မယ် current liability ကတော့အပေါ်မှာသုံးထားတဲ့အတိုင်းတရားတိုင်းပဲအမတို့ပြန်ပြီးတော့စားပါတယ်အဖြေကိုဒသမ200နဲ့ထွက်ပြရမှာဖြစ်တယ် ဒီမှာလည်း1.10ဆိုပြီးတော့ဖြည့်ထုတ်ပေးရမှာဖြစ်ပါတယ်။အခုကနောက်တစ်နှစ်ပေါ့။နောက်တစ်နှစ်ဆိုရင်လည်း current assets ကအပေါ်မှာဘယ်လောက်ရထားသလဲဆိုရင်အပေါ်မှာနော်အပေါ်မှာတော့ current assets က252ရလာတာရှိပါတယ်။အဲဒီတော့252ကနေအနှုတ် inventory တန်ဖိုးနှုတ်လိုက်မယ်။ inventory ရဲ့တန်ဖိုးက100ဖြစ်ပါတယ်။100နှုတ်လိုက်မယ်။ အဲဆိုရင်တော့အဖြေက152ရပါတယ်။အဲဆိုအဖြေအောက်မှာအပေါ်က148နဲ့လာပြီးတော့စားလိုက်ပါ။စားလိုက်ရင်တော့အဖြေကအတမ200နဲ့ထွက်မှဖြစ်ပါတယ်။နောက်ပြီးွားရင်တော့ return on capital employed before interest နဲ့တွက်ပေးရမယ်။ဒါကြောင့်သူရဲ့ formula က net profit before interest ကို total capital employed နဲ့စာမှာဖြစ်ပါတယ်။အခုပုံစံကကုမ္ပဏီပုံစံဖြစ်တဲ့အတွက်ကြောင့်ပါကုမ္ပဏီရဲ့ formula နဲ့တွက်တာဖြစ်ပါတယ်။ net profit before interest ကအပေါ်မှာတော့ငါအမတို့သုံးထားတာရှိနေပါတယ်။အဲ့တမို့56ကိုပဲဒီမှာလာပြီးတော့ပြန်ပြီးတော့သုံးလိုက်ပါတယ်။ WY Total Capital Empire เนาะ Total Capital Empire ကိုရှာပုံရှာနည်းလေးကိုမပြောပြချင်ပါတယ် SOP မှာเนาะအဲ့ဆိုအပီမှာအမားတို့တွေအဲဒီဘက်ကပီတန်ရက်ဆက်ရဲ့နော်ကပီတန်ရက်ဆက်ရဲ့ non current liability ရဲ့နော် current liability ရဲ့ပေါ့နော်အဲ့ဒါတွေအကုန်လုံးပေါင်းလိုက်ရင်အဲ့တချမ်းလုံးอ่ะပေါ့နော်ခဏလေး အဲ့တော့အဲ့တချမ်းလုံးကမတို့ SOFB ရဲ့အောက်တချမ်းဖြစ်တယ်နော် SOFB ရဲ့အောက်တချမ်းဖြစ်ပါတယ်ဒါဆိုတော့ဒီတချမ်းလုံးကထွက်လာတဲ့ဒီ690တို့ဒီ800တန်းတို့ဆိုတာက total capital and reserve အဖြစ်ကြီးဖြစ်ပါတယ်ဟုတ်တယ်နော် total capital and reserve ရဲ့ SOFB ရဲ့အောက်တစ်ပတ်တချမ်းရဲ့အဖြစ်ဖြစ်ပါတယ်အဲ့တော့အမတို့က total capital and brand ကိုရှာတဲ့ခါကျရင်အဲ့ဒီ SOFB ရဲ့အဲ့ဒီ out တချမ်းအဖြေပါဒီအဖြေပါမှာ current liability ရဲ့တန်ဖိုးနှုတ်လိုက်ပါနှုတ်လိုက်လို့ရတဲ့အဖြေက total capital and bright ဖြစ်သွားပါလိမ့်မယ်ဒါကြောင့်မို့လို့ SOB ရဲ့အောက်တချမ်းအဖြေ2009ခုနှစ်က960ဖြစ်တဲ့960မှာ current liability ကနှစ်ခုရှိတဲ့60နဲ့40နဲ့ပေါင်းလိုက်တော့တရားပေါ့960မှာတရားနှုတ်လိုက်ရင်950ဖြစ်ရပါမယ်အဲ့ဒီ950အဖြေက total capital and bright ပဲဖြစ်သွားပါတယ်ဖြစ်ပါတယ် အဲ့ဒါကို100နဲ့မြှောက်လိုက်ရင်အဖြေကို0.200နဲ့ percentage နဲ့ထုတ်လိုက်ပါအဲ့ဒါဆို2009ခုနှစ်ရဲ့ total capital employed ဟို sorry return on capital employed ရပါမယ် အဲဆို2008ခုနှစ်လည်းဒီတိုင်းမှာပဲ net profit before interest ကအပေါ်မှာတွက်ထားတာရှိတဲ့တန်ဖိုး94ယူသုံးတယ်။ Total capital and profit 2008ခုနှစ်အတွက်လိုချင်တယ်။ဒါဆိုရင်သူ့ကိုရှာတဲ့အခါလဲဒီဘာနဲ့ရှာမလဲ။ဒီ832ကိုပဲတည်လိုက်မယ်။သူ့မှာမဘလောက်နှုတ်လို့ဆို current liability တန်ဖိုး48ကိုနှုတ်လိုက်ပါ။နှုတ်လို့ရတဲ့အဖြေကတော့အောက်မှာစားရမယ် Total capital and profit ပဲဖြစ်ပါတယ်။ အဲ့ဒါကိုဝန်တရားနဲ့မြောက်ပြီးတော့ဒသမ200ပါစန်နစ်နဲ့အဖြေထုတ်လိုက်ပါအဲ့ဆိုရင်တော့သူတွက်ခိုင်းတဲ့စရင်နဲ့နှစ်နှစ်စာ ratio တွေတွက်လို့ပြီးသွားမှာဖြစ်ပါတယ်။ Terence Yever Settlement Predictions ကိုတွက်မှာဆိုရင်တော့သူရဲ့ formula ကိုအရင်ကြီးလိုက်ပါမယ် Terence Yever by credit C into 365ပါနော်။ ဒါဆိုဟုတ်ပြီ2009အတွက်ကိုမားတို့တွက်ပါမယ်2009ရဲ့ trade receivable ကိုပုံစံရဲ့ SOP ထဲမှာမားတို့တွေကအားကြည့်ရမှာဖြစ်တယ်เนาะ SOP ထဲမှာ trade receivable က100နဲ့10ရှိပါတယ်2008အတွက်က132ရှိပါတယ် ဒါကြောင့်မို့လို့မတော်ဟာ trade receiver နေရာမှာတရားရဲ့132ရဲ့ထည့်လိုက်ပါတယ်။ပြီးရင်တော့ credit C credit C ဆိုတော့ income statement မှာရှိပါမယ်။ income statement ရဲ့အပေါ်ဆုံးမှာ2009က800ဖြစ်ပြီးတော့2008က1120ဖြစ်ပါတယ်။အဲ့ဒါကိုမတော်ထည့်လိုက်မယ်။365နဲ့မြောက်ပြီးတော့အဖြေထုတ်လိုက်ရင် trade receiver settlement PDS ရပါလိမ့်မယ်။နောက်တစ်ခုကတော့ revenue to capital and brand ဖြစ်ပါတယ်။ revenue ကိုတည်ပြီးတော့ total capital employed နဲ့စာရမှာဖြစ်တယ်။ revenue ကတော့အပေါ်မှာသုံးခဲ့တဲ့ရှေ့ရရဲ့1120ရေကိုပဲပြန်သုံးပါမယ်။ total capital employed ကိုလည်းအမတို့တွေကအအပေါ်မှာရှားလာပြီးသားဖြည့်ရှိပါလိမ့်မယ်။အဲ့ဒီဖြည့် total capital employed 590ဆိုပြီးတော့အဖြည့်ဒီမှာရှားလာတာရှိပါတယ်။ total capital employed တော်တော်ကအဖြည့်ကိုပဲပြန်ပြီးတော့ယူသုံးပါမယ်။တရားနဲ့မြောက်ပြီးတော့အဖြည့်ထုံးလိုက်ရင် percentage နဲ့အဖြေထားမှာဖြစ်ပါတယ်။ဒါဆိုရင်တော့ပုံစံပြပြီးပါတော့နော်။